ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်ကရင်နီပူပေါင်းတက်ကပိတ်ဆို့ထားတဲ့ဖားဆောင်မြို့ကခြေလင်းတက်ရင်နှစ်ရင်မကြဖို့အတွက်စစ်ကောင်စီဟာလေးချောင်းကနေလက်နက်ခဲရန်ရိတ်ခါဖြည့်တင်းနေတယ်လို့သိရပါဗါရဝန်ရံပိတ်ဆို့ထားတဲ့ခလာရ134နဲ့135တို့အတွက် တောက်ရီစားနပ်ရိက္ခာနဲ့ခရမ်းကိုထောက်ဖို့လေရင်နဲ့ပို့ဆောင်နေတာလို့ကရင်နေပြည်ပြည်သူလွတ်မြောက်ရေးတပ်မတော်ဗဟိုစစ်ဦးစီးတပ်ရင်းအမှတ်626တာဝန်ရှိသူကပြောပါရယ်မြို့မကြဖို့လေချောင်းကနေရိက္ခာခရမ်းဖြည့်ဆည်းနေတယ်လို့တစ်ဖက်မှာလည်း drone နဲ့ကင်းထောက်ပြီးလက်နက်ကြီးပစ်ခတ်တာ drone နဲ့ဘုံချတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဆိုပါရယ်ကရင်နေပူပေါင်းတပ်တွေဟာဖားဆောင်မှရှိတဲ့ခလာရ134နဲ့135ကိုရိက္ခာနဲ့ရေမရအောင် မြေပြင်မှာလဲထောက်ဖို့လမ်းကြောင်းတွေဖြတ်တောက်ပိတ်ဆို့ထားတာပါ။ဖားဆောင်ကရှေ့တန်းစစ်မြေပြင်မှာရှိနေတဲ့တော်လှရေးတပ်ဖွဲ့ဝင်တအူရဲ့ပြောပြချက်အရကရင်နီပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်ဟာမျက်နှာချင်းဆိုင်တပ်ဆိုင်ထားတဲ့အခြေအနေမှာရှိနေတယ်လို့ပြောပါတယ်။ဖားဆောင်မြို့ကိုသိမ်းဖို့အတွက်ကရင်နီပူပေါင်းတပ်ကပြီးခဲ့တဲ့2024 February လကောင်ပိုင်းမှာစတင်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။မြို့ကိုအပိသက်သိမ်းနိုင်ဖို့ခလာရ134နဲ့135တို့ပဲကြံတော့တာဖြစ်ပါတယ်။ လက်ရှိကယင်နီပြည်နယ်မှာမဲဆက်ရှာတော်ရွာသစ်မော်ချီတို့ကိုကယင်နီပူပေါက်တပ်တွေကသိမ်းပိုက်ထားပြီးကယင်နီ တပ်ပေါင်းစုထိန်းချုပ်ထားတဲ့မိုးပြဲမြို့ကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေပါရဲ့ရှင်ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရစေ